မျိုးများလုံးကောင်းတော့နည်းနည်းခင်ပါဗျာဒီနေ့ဟာ9ရက်12လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာဈေးသူဈေးသားများနဲ့ဈေးသူပြည်သားများပေါ့နော်အဓိကအားဖြင့်ဈေးသူဈေးသားများပေါ့နော်ဈေးသူဈေးသားများဒါပေါ့ကတော့ကနေမှဂျိုးပြီးမှဒါချစ်လို့ပြောတာပါမုန်းလို့ပြောခြင်းမဟုတ်ပါဘူးနော်ပြည်သူတို့အတွက်ကိုပဲဦးစင်းကပြောပြနေခြင်းဖြစ်ပါတယ်ဗျာနော် ဲ့တော့သူတို့ကဗါတယ်အတန်တိတ်တပိတ်တဲ့ဒီဇင်ဘာ10ရက်နေ့ဆိုပြီးမနေ့ဖြစ်ပေါ့နော်10ရက်နေ့အတန်တိတ်တပိတ်ပြည်သူပြည်သူတွေအပြင်းမထွက်ဖို့အပြူတွေလမ်းမပေါ်မထွက်ဖို့ဆိုပြီးမှဒါစာရွက်တွေကန်းတယ်လို့မျိုးမျိုးဈေးတွေမှာဒါဈေးတွေသူတို့လုံးလိုက်တဲ့ဈေးတွေကလည်းတရားမဝင်တဲ့ဈေးတွေကြီးပြန်နော်တရားမဝင်တဲ့ဈေးတွေတရားမဝင်တဲ့ဈေးတွေဖြတ်သိမ်းခံတာပေါ့အချို့ကလည်းအချို့အဲ့မှာဈေးတွေတရားစာနေရာစာကလက်ခုပ်တွေထအတီးနေတယ် ိုတိလိုက်တဲ့လက်ခုပ်ကြောင့်တစ်သေးလုံးဒုက္ခရောက်မှာလေသူတို့တွေးပွန်မကြပါဘူးနော်။អော်တဲ့သူကလည်းထမင်းစားတာမှဟုတ်ရဲ့လားလို့ပဲပြန်မင်းမင်းကွန်းထွားမယ်ခင်ဖြစ်နေပေါ့နော်။အဲ့တော့ဥစဉ်ပြောချင်တာကတော့ဈေးသူဈေးသားများအနေနဲ့ဒီပြည်သူပြည်သားများအနေနဲ့ခင်ဗျားတို့ကဟုတ်ပြီမနေ့ဖြစ်ရင်ပြင်မထွက်ဖက်နေမှာလား။ပြည်သူပြည်သားများအနေနဲ့လည်းခင်ဗျားတို့ကအိမ်ထဲမှာနေမှာလား။ကျွန်တော်ပတ်ဝန်းကျင်မှာရောဟုတ်ပြီအတိမိတ်ဆွေတွေကမရှိတော့ဘူးလားတမတော်ထောက်ခံတဲ့လူတွေတမတော်ဝိုင်းရတဲ့လူတွေ ကြက်ခိုင်ရင်ထောက်ခံတဲ့လူတွေကြက်ခိုင်ရင်ဝိုင်းတဲ့တခြားတခြားပါထောက်ခံတဲ့လူတွေကမရှိတော့ဘူးလားမိပိတ်တွေမပိတ်အောင်ပြောပြခြင်းဖြစ်တယ်နော်မပိတ်အောင်ပြောပြခြင်းဖြစ်တယ်အဲ့ဒီလူတယောက်ကမှဌာနဆိုင်ရာကိုလက်တို့လိုက်လို့ချင်းဘယ်နဲ့လုပ်မလဲဒါကအကျန်းဖက်တွေရဲ့နှိုးစော်မှုဒါထောက်ခံဝိုင်းတာနဲ့အထူးတူပဲလေဗျာကြံရပါပဲကြံရပါပဲလေဗျာအိမ်ထဲမှာအတန်းလေးတပိတ်တွေပါရလို့မယ်မသွားပဲမလာပဲနေမယ်ဆိုလို့ရှိရင်ဒီပုံစံမျိုးဖြစ်မှာပဲမဟုတ်လားအဲ့တော့ခင်ဗျားတို့အပြင်ထွက်တာမထွက်တာတော့ခင်ဗျားတို့အပိုင်ပေါ့ဗျာပြောချင်တာတော့နော် ပြင်ထွက်တာမထွက်တာတော့ခင်ဗျားတို့ရပိုင်ဟုတ်လားပန်းတစ်ပိတ်မှာလဲ905ရေနဲ့ခံခဲ့ရတာအများကြီးပဲဒီနေ့ကြမှာလူတွေကထူးဆန်းဆန်းပန်းနေထပန်းနေပန်းနေထလောက်ထားပေါ့ဗျာနော်ပန်းနေပန်းတစ်ပိတ်မှာဟုတ်လားဒါဖြစ်တဲ့ညာဖြစ်တဲ့ဆိုရင်မလာချင်းဒီနေ့ကြပန်းနေပဲမှာတော့အဲ့လိုနဲ့905နဲ့ထောင်းနဲ့ရောက်သွားထိုင်လဲများလာပဲဟုတ်လားဆန်းညင်သူမှန်တယ်မြတ်နိုင်ငံတည်ငြိမ်ရေးငြိမ်းချမ်းရေးကိုပြက်ပြောင်းအောင်လုပ်တဲ့သူမှန်တယ်များတော့လုံးပါပဲ ဟုတ်လားလုံးပါပဲလုံးတဲ့သူအပြစ်မဟုတ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတည်ငြိမ်ငြိမ်းချမ်းအောင်လှုပ်ဆောင်နေတဲ့လူတွေလေနိုင်ငံကိုတည်ငြိမ်ငြိမ်းချမ်းအေးချမ်းအောင်ဖော်ဆောင်နေတာလေတမတော်ဆိုတာအဲ့ဒါကြီးကိုခင်ဗျားတို့ကအဖြက်လိုလိုဘာလိုလိုနဲ့တည်ငြိမ်မှုငြိမ်းချမ်းမှုကိုဖျက်ဆီးတယ်လို့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့အဲ့ဒီရှိရဲ့လုံဘောလိုပဲဦးစင်းကတော့ပြောချင်တာပေါ့ဟုတ်လားဦးစင်းကတော့ပြောချင်တာပေါ့ဟုတ်ပြီခင်ဗျားတို့လုံတယ်ဖြစ်တယ်အမေတို့ထောင်းဝန်သာဘူးလာတွေ့မယ်လေ နောက်မှကြံခဲ့တဲ့မိသားစုကိုအဲ ING ကလာတွေ့မှာလားအဲ့ပန်းတပိတ်လောက်ပေါ့အတန်လေးတပိတ်လောက်ပါဆိုတဲ့ကောင်ကလာတွေ့မှာလားခင်ဗျားတို့စဉ်းစားနော်ခင်ဗျားတို့စဉ်းစားအောင်ပြောတာသူတို့တွေကခင်ဗျားတို့လာဆောင်းရှောက်မှာလားခင်ဗျားတို့ပြောတဲ့အဲ့ ING ကလာပြီးမှခင်ဗျားတို့ထောက်ပံ့မှာလားပံ့ပိုးမှာလားသူတို့ဘာတွေပံ့ပိုးတယ်လဲဘာတွေထောက်ပံ့တယ်လဲခင်ဗျားတို့စဉ်းစားပေါ့စဉ်းစားပေါ့နော်ဟုတ်ပြီအဲ့ဒေသဆန်းကလာပြီးထောက်ပံ့မှာလားဒေသဆန်းအပေါင်းပါတွေကသူတို့တွေကထောက်ပံ့မှာလားသူတို့ပြောတော့ ဒီရှင်ဆန္ဒပြရမယ်အချိန်မို့တော့လက်နဲ့ကင်တက်တိုက်လေလက်နဲ့ကင်တက်ရမရှိတိုက်လေနိုင်အောင်တိုက်ကြလေနိုင်အောင်တိုက်ကြလေနိုင်အောင်တိုက်ကြလူတယောက်ရဲ့ဘုံကံကကြောက်စရာကောင်းတယ်နော်အဲ့တော့ကာကြွရဲ့ဘုံကံကလည်းကြောက်စရာကောင်းတယ်ဗျနော်ခင်ဗျားတို့ကြည်ပါအကျန်းဖက်ဒီလက်နဲ့ကင်ဖွဲ့ဒီအဖက်ဖက်ကနေမှတမတော်ဝိုင်းတိုက်တာနိုင်နလားနိုင်နလားခင်ဗျားတို့အခု MND ထွက်သွားပြီပြင်းလင်းထွက်သွားပြီ လာအောင်မယ်နောက်ထပ်လက်နက်ကင်တွေခွဲတော့ခွဲထွက်သွားမယ်နိုင်ရလားမဟုတ်စဉ်းစားကြည့်ပါနော်စဉ်းစားကြည့်ပါဒီလိုဒီလိုဝိုင်းတိုက်တဲ့ကြားရရပဲနိုင်ငံတကာနဲ့ဆက်ဆိုင်မပြအောင်လူတွားလုံနိုင်တယ်နော်နိုင်ငံတကာနဲ့ဆက်ဆိုင်ရင်တွားတွားလာလူလုံနိုင်တယ်စီးယုံနိုင်တယ်တည်တည်ငြိမ်ငြိမ်နဲ့ငြိမ်းချမ်းမှုကိုခေါ်ဆောင်နိုင်တယ် အရာကြီးကိုခင်ဗျားတို့ကအဖြတ်ကြကြနဲ့အဖြတ်သမားတွေရဲ့ဆန္ဒအရာအဖြတ်သမားတွေရဲ့လူဝင်ဆန္ဒအရာဟုတ်လားအတန်တိတ်တပိတ်ဆိုပြီးမှခင်ဗျားတို့ကအပြင်းမထွက်ဖဲနေမှာလားဈေးမရောက်မဲနေမှာလာပြီလာခွင့်မဟုတ်ဘူးနော်လာပြီလာခွင့်မဟုတ်ဘူးနော်နေဖေဥပုံနေမဟုတ်ဘူးနော်အဲ့ဒီနေကြီးကိုခင်ဗျားတို့ကအပြင်းမထွက်ဖဲနေကြမှာလားပြက်ကြည့်ပေါ့ဗျာပြက်ကြည့်ပေါ့အဲ့တော့ခံရရင်ဘ누구ခံရမှာလဲဖြစ်ရင်ဘ누구ဖြစ်မှာလဲ ဒါလေးကိုပဲတွေးပါလို့ပြည်သူပြည်သားများကိုပြောချင်ပါတယ်ပေါကူတော်ပြောတဲ့ဟာကိုလည်းခင်ဗျားတို့သုံးအောင်နားထောင်သုံးအောင်နားထောင်ပြီးမှပေါကူတော်ပြောတာပေါကူတော်အတွက်ပြောတာလားငါတို့အတွက်ပြောတာလားပေါကူတော်ကပြည်သူတွေအတွက်ပြောတာလားဆိုတာကိုတေးသေးချာချာဆုံးဖြတ်ပါတေးသေးချာချာနားလည်အောင်တော့နော်သဘောပေါအောင်ဆုံးဖြတ်ပြီးမှခင်ဗျားတို့ထွက်တာမထွက်တာဟုတ်လားအတန်လေးလှုပ်တာမလှုပ်တာခင်ဗျားတို့ဘယ်မှာပဲနော်ခံရရင်တော့ခင်ဗျားတို့ပဲခံရမှာဆိုဒါလေးပြောချင်တော့ဗျာအားလုံးတော့ပါပဲဗျာ ဒီလိုအားလုံးခင်ဗျားတို့ဂျင်းမိမယ်နော်ဂျင်းဘာဂျင်းလဲဆိုလို့ရှိရင်အခုဒီလိုက်မော်ဝါ NG ဆိုရရဲ့ဂျင်းอ่ะမူလလက်ဟောင်း NLD ဆိုရရဲ့ဂျင်းကြီးဖြစ်တယ်ဗျခင်ဗျားတို့2020ဦးတိုင်းစိန်ရဲ့ဆိုရလက်ထက်ပေါ်ထားပါ2020ရွေးကောက်ပွဲကာလတုန်းကယုံကြည်ယုံကြည်မှုမရှိဘူးဆိုပြီးမမပေးဖို့အတွက်ပြည်သူတွေကိုမမပေးဖို့အတွက်ပြောခဲ့တယ်ပေါ့ဗျာ ဒါပဲနဲ့လည်း2012ကျတော့ယုံကြည်မှုမရှိပါဘူးဆိုတော့ NLD ဆိုရပဲဂျားပြရွေးကောက်ပွဲကြီးမှာပါခဲ့တယ်နော်ရွေးကောက်ပွဲမှာဝင်ခဲ့တယ်အခုလည်း A-line မော်ဝါ AMG ဆိုရကပြည်သူတွေအတန်သိတဲ့ဘေးလမ်းမပေါ်မှာထွက်ဖို့ဆိုပြီးမှဂျင်းထည့်ပြန်ပြီဗျခင်ဗျားတို့မပူနဲ့ဂျားပြရွေးကောက်ပွဲကြတို့တို့ကဆိုရလက်ရှိအဲ့နိုင်တဲ့ဆိုရနဲ့ညှိပြီးမှဂျားပြရွေးကောက်ပွဲမှာဝင်အောင်ပါနော်အဲ့တော့တို့တို့ဂျင်းဝင်မင်းနော်ခင်ဗျားတို့အိုးဖို့ထောင်းနဲ့တွားရလိုက်မယ်အမျိုးတွေ ကောင်းလောင်းနဲ့နဲ့ခင်ဗျာဒီနေ့ဟာ၈ဆန်းလာပိုင်း2000မှ25ဖြစ်ပါတယ်ဗျာမနေ့ကနော်ဒေဇာဆန်းနဲ့ဖတ်တဲ့ပြီးမှဦးစင်ပြောလာတော့နော်တတော်ကလည်းလို့မြောက်ရဖြတ်ဖြတ်ချပြစ်တယ်နော်အဲ့ထက်မှာစကားလေးတွေလူမကိုက်ညီတဲ့ဟာလေးတွေပေါုံကြပါတယ်ဗျာနော်ဦးစင်တို့ကတော့ကိုက်ဗီဒီယိုတွေပို့ပြီးမှထင်ရှားအောင်ထင်ရှားတဲ့စကားလုံးနဲ့ပဲဦးစင်တို့ကပြောရတာလေ ဘာဖြစ်လို့လဲဆိုတော့လူတို့ကဒေါ်လာကြီးလုံနေရမှာမဟုတ်တာမျိုးတွေကိုဖျက်ဆီးနေတာပြည်သူတွေကိုဒုက္ခပေးနေတာလေပြည်သူတွေကိုဒုက္ခပေးနေတာအဲကြောင့်ဦးဇင်းတို့ကပြည်သူတွေတိအောင်ပြောပြခြင်းဖြစ်ပါတယ်ဗျာနော်တချို့ကြလဲပြည်သူတွေကဘာမှမတိနားမလဲပဲနဲ့လူများရောင်းတိုင်းလိုက်ရောင်းလူများကလက်ခုပ်တီးဆိုလိုက်တီးလူများကလက်လက်ထောင်ဆိုလက်ထောင်အဲဘဒူဒုက္ခရောက်တယ်ခင်ဗျားတို့ပဲဒုက္ခရောက်ကြတာပဲလေပြည်သူတွေဒုက္ခရောက်ကြဒုက္ခတော့ဒုတို့တွေကလာတွေ့ရလားဘဒူမှလာမတွေ့ဘူး ဘယ်သူမှလာမတွေ့ဘူး။ဟိုတလောကဟောင်စီကဘာပြောလဲဆိုတော့ NGO တဲ့နိုင်ငံတကာကအတိအမှန်ပြုလိုက်ပြီးတဲ့စစ်ကောင်စီကအတိအမှန်ပြုပေါ့နော်။အဲ့လိုပြောတော့အဲ့မဲ့တကာတယောက်ကနိုင်ပေါ်မှာတက်လာတယ်။အဲ့ဆိုရင်လည်းဘတ်စဖို့တွေဘယ်လိုလုပ်ရမလဲတဲ့။ လူများနိုင်ငံတော်လို့ရှိရင်ပတ်စပို့တွေ NGI လုတ်ပေးမှလာတယ်လက်ရှိနတ်ဆက်ကအစိုးရလုတ်ပေးမှလာတယ်မေကွန်းပြန်ထုတ်ရောလားမေကွန်းပြန်ထုတ်ရောသူတို့ဇီယာလူပြင်းကြိုက်စကလုံးတွေကိုပြောတာကြလူပြင်းကြိုက်စကလုံးတွေလူနှလပိန်းလုံးတွေကိုပြောအကြိုက်စကားကိုသူတို့တွေကပြောကြတာကြအဲ့တော့ကိုကဒီလူတွေအနေနဲ့ကိုကလူပြင်းထဲမှာပါလားလူနှလပိန်းလုံးထဲမှာပါလားဆိုတော့ကိုကကိုစဉ်းစားပေါ့ဗျာเนาะကိုကကိုစဉ်းစားမဖြစ်နိုင်တဲ့စကလုံးတွေကိုသူတို့ကပြောတာဖြစ်နိုင်တဲ့စကလုံးကိုမပြောဘူး နော်ခင်ဗျားတို့နိုင်ငံတကာသွားတဲ့ဗီဇာနဲ့သွားတဲ့ပတ်စပို့နဲ့လို့ဘယ်သူကလုတ်ပေးတာလဲဒါလည်းစဉ်းစားကြည့်အယူကြီးစွာဘယ်နာမှာယုံထောင်တာလဲအယူကြီးစွာဘယ်နာမှာလဲခုမှဒေါက်တာဆာဆာဆိုတော့ခင်ဗျားငကောတူတူတယ်ဟုတ်လားအခုတူပါပြောရတယ်အမေရိကန်မှာဘာမှဟုတ်ကဟုတ်လားသူတို့ဘာဆောရက်ကတည်းကဘာမှမတည်ရဘူးနော်သူကဲသူတို့ဘာမှမတည်ရဘူးသူတို့ကပြောရတဲ့လူသာပြောပြောမရတဲ့လူသာသူတို့ခွင့်မှာမဟာရဲဘူးသူတို့အတေကြောက်တာနော်အတေကြောက်တာခုဒေါက်တာဆာဆာနောက်မှဒလန်ဖြစ်ပြန်ရောတယ်ဗျာကဲဟုတ်လားဒလန်ဖြစ်ပြန်ရောတဲ့ ဟိုပါကိုဗစ်ကာလမှာ ကိုဗစ်ဆေးတွေဟုတ်လားနိုင်ငံတကာခြားပြီးတာ2000ကျွဲနဲ့သူကရောင်းတာဒေါက်ဆန်းစုကြည်နဲ့တိုင်ပင်ပြီးမှ9သိန်းကျော်နဲ့ရောင်းတယ်ကိုဗစ်ဆေးတွေပြည်သူတွေပေါ့နော်9ဗလင်း9သိန်းကျော်နဲ့တန်းချီခြားပြီးလူကြီးမြန်မာပြည်မှာတန်း50ကျော်ရှိတာဆိုတော့ကိုဗစ်ဆေးဘယ်လောက်ခြားပြီးလဲဆိုတော့ခမတော့တွက်ကြည့်ပေါ့ဗျာအမေတို့ပြောတဲ့ဒေါက်တာဆာဆာအမေရိကန်မှာငားမျှစားနေရဆိုတော့ဒီပါနော်စဉ်းစားကြည့်ပြည်သူပေါ်မှာအဲ့လောက်ထိတော့မေတ္တာတရားကြီးမားတာ ားလုံးကလည်းမေတ္တာတရပြည်သူအဲ့လိုထိမေတ္တာထားတယ်ဆိုတော့ခင်ဗျားတို့တွက်ကြည့်လေခင်ဗျားတို့တဘောတာခင်ဗျားတို့ပြည်သူတွေအနေနဲ့စဉ်းစားပေါ့ဟုတ်လားငါတို့ကနရပိန်းတုံးနေလားငါတို့ကငသုံးနေလားငါတို့ကလူပြင်းနေလားငါတို့ကလူလူလိုပြောတယ်လို့မပေါ့ကိုတော့ပြောလို့မငါတို့ကဖြစ်နေပြီလားလူပြင်းကြိုက်စကားငါတို့ကလူပြင်းထဲမှာပါတယ်လားစဉ်းစားပေါ့ဥစဉ်ပြောတဲ့လိုက်တိုင်းလိုက်တိုင်းခင်ဗျားတို့စဉ်းစားကြည့်စဉ်းစားကြည့်နော်ဥစဉ်ပြောတဲ့ဟာတိုင်းကိုစဉ်းစားပေါ့ကိုတော့ပြောတာအဓိပ္ပာယ်ရှိလားအဓိပ္ပာယ်မရှိလားပေါ့ကိုတော့ ငါတို့အတွက်ပြောတာလားပေါ့ကိုတော့လားဘုသူအတွက်ပြောတာလဲစဉ်းစားကြည့်ပါခင်ဗျားတို့စဉ်းစားကြည့်ပါနော်အခုခင်ဗျားတို့ဗျာအဲ့ဒီမဟုတ်လားဒေါတာလောက်သွားဒေတာဆန်းလောက်သွားတယ်ဘုသူဒုက္ခရောက်ပြည်သူတွေရောဒုက္ခရောက်ထားပဲလေခုတော့ဘာဖြစ်လဲသူပြဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးနော်ဘာမှဖြစ်ဘူးအမှမဖြစ်ဘူးမဖြစ်တဲ့အတွက်ကြောင့်လဲရွေးကောက်ပွဲဆိုတော့လဲလာလိုက်မယ်အောင်မြင်မင်းနဲ့ဟုတ်လားနိုင်ငံတခင်ဗျအောင်မြင်မင်းနဲ့မြန်မာဆိုတာကလည်းဟုတ်လားအခုဆိုလို့ရှိရင် လူမင်းဘုံကြီးတော့နာမည်မနေနိုင်ဆိုကာချုပ်ဘုံကြီးတော့လည်းအကုန်လုံးမြမပြည်သူပြည်သားများတကဘာလုံးပါဟုတ်လားမကာချုပ်လက်ထက်ပဲဟုတ်လားဗန်လို့ဆိုလဲဟုတ်လားချန်ပီယံဖြစ်သွားတယ်ဗျနော်ချန်ပီယံဖြစ်သွားတယ်လူတွေလည်းဟုတ်လားမြမကိုစားပြီမြမနိုင်ငံလူတိုင်းလူတိုင်းကချစ်ကြတာပဲဗျနော်ဒီဗန်လို့ဆိုလို့ရှိရင်လည်းခင်ဗျားတို့စဉ်းစားကြည့်ဗန်လို့ဆိုလို့ရှိရင်လည်းဒါအမေရိကန်နိုင်ငံနိုင်ငံမှနေရကြပေါ့ဒါနဲ့မြမပြည်ကိုချစ်ကြတာပဲမြမနိုင်ငံကိုချစ်လို့မြမနိုင်ငံအလန်ကြီးကြိုင်မြမနိုင်ငံကိုစားပြူတာပဲ နိုင်ငံရေးရောင်သူဘာတခွင်ပြောတယ်လဲဘာပြောရလဲသူချင်းတိုင်းသားခရိယာနိုင်ငံရေးကြောင်းဘသူပြောရလဲဘသူကိုလွင့်နာပါသူတခွင်မှပြောဘူးနော်ဘာလို့မပြောလဲသူလည်းတိတယ်လေသူလည်းအစိုးရအကောင့်သူတိတယ်လေနိုင်ငံတကာမှာသူနေတာလေဘာလဲဆိုတော့သူနားလဲလေဟုတ်လားအဲ့သူအာဂဇာရမအာဂဇာစိတ်တန်နဲ့ပဲသူလှုပ်သွားတာပဲဘလောက်လေးစားစရာကောင်းတယ်လေဥစဉ်တော့ဘာသာမတူပဲနဲ့လေးစားတယ်နော်လေးစားတယ် အာဂဒရမနိုင်ငံရေးနဲ့လာပြီးမရောထွေးနဲ့ဟုတ်လားအာဂဒအာဂဒရမလို့နိုင်ငံကိုစားယူနိုင်ငံကိုစားယူနိုင်ငံအချစ်တို့ကြောင့်မြန်မာနိုင်ငံအားလုံးကတည်တယ်နော်ခင်ဗျားတို့ဒါကာကြုတ်လက်ထက်ပဲဗျာနော်ကာကြုတ်ဘုံကိုခင်ဗျားတို့ short မတွက်နဲ့ဗျာနော် short မတွက်နဲ့တို့တို့ကဖားเสียရလဲအကြောင်းမရှိဘူးနော် ဖားเสียရလဲအကြောင်းမရှိဘယ်လူကြီးကိုမှလည်းမဖားပါဘူးဗျာနော်အဲလူဘုံတုကံကကိုခင်ဗျားကဲခင်ဗျားခစ်ဆက်ဆင်ပါဗျာနိုင်ငံတကာနဲ့ဆက်ဆိုင်ပိုကောင်းတဲ့ဆိုရဘလူလက်ညှိုးထိုးပြသမ်းဗျာလက်ညှိုးထိုးပြသမ်းဟုတ်လား ကဲဒေါ်နန်ထရန်တို့ခမရုပ်တက်လာဘာဖြစ်မဲ့ညာဖြစ်မဲ့အမေရိကန်ဘာလုပ်မဲ့ညာလုပ်မဲ့လဲအော်အခုကြည်လေဗျဘာလုပ်တယ်တော့ခုအစဉ်ပြေးသွားတာမဟုတ်ဘူးလားကာကြုတ်လက်ထက်မှာခမရုပ်တို့ဘလောက်ပဲဟုတ်လားအာတူပီပဲလာလာဘာပဲလာလာခမရုပ်တို့ဟုတ်လားပြူတွေကိုဂျင်းထဲခဲ့တာလေပြူတွေကိုဂျင်းကောင်းကောင်းကြီးထဲခဲ့တာမဟုတ်လားအဲကြောင့်ပြူတို့များအနေနဲ့ PDF တော်ရရဗဒလေးတွေအမြင်နဲ့ကိုကိုကိုတဘောပေါက်ဖို့တင့်ပြီနော်နားလဲဖို့တင့်ပြီနောက်တစ်ချက်ကရည်ကြီးဆုံးစကားလေးကတော့မန္တလေးဆရာတော်တွေရဲ့ဖုန်ကြောင်းနေတော်တော်များများမှာ เนาะဘုံကြောင်းတော်မှာတော်တော်များထိုးကြီးနှထိုးဘက်ကဟာတွေငင်းကြံဘက်ကဖြူကြီးရှိတယ်အဲတချို့လဲ PDF တွေเนาะအလေးမူမဲမဲနဲ့ခိုးအောင်နေရာတွေရှိတယ်အဲ့တော့ PDF ညီလေးတွေရောညီမငယ်တွေရောပြောကျင်တယ်တကယ်လို့မြန်ကိုက PDF ထဲမှာနေခဲ့တယ် PDF ထဲမှာဝင်ခဲ့တယ်ချင်းနေမကောင်းလို့ပြေးလာတယ်ပြေးလာလို့ရှိရင်လဲအဲ့လိုခိုးကပ်ပြီးမနေပါနဲ့ဘာဖြစ်လို့လဲဆိုတော့မိတဲ့အခါမှာဥပဒေပုံမှန်ကြီးကြီးနဲ့တတ်ခံပြီးတော့ထောင်ထဲမှာဘဝကိုကုန်ဆုံးသွားမှာသို့လို့ပါ ဲ့တော့ကိုကပြေးသည်ပြေးခဲ့တယ်ဆိုရင်လည်းပဲနီးရနဲ့ဆက်တွေ့ပါဒါမှမဟုတ်နီးရနဲ့မဆက်တွေ့ရဘူးဆိုလည်းဥစဉ်တို့နဲ့ဆက်တွေ့လို့ရတယ်ဒါမှမဟုတ်စအဖိုင်နဲ့ဆက်တွေ့လို့ရတယ်ဒါမှမဟုတ်ထဆရရင်နဲ့ဆက်တွေ့လို့ရတယ်ဒါမှမဟုတ်တချို့ရဲတွေနဲ့ဆက်တွေ့လို့ရတယ်တချို့နေရာတွေမှာတော့ရဲနဲ့ဆက်တွေ့တယ်ရဲနဲ့ဆက်တွေ့တဲ့အခါမှာအပ်ပေးလိုက်တယ်ဒါတောင်မြို့မှာလို့ကြားရတယ်အပ်ပေးလိုက်တော့ဒါပုံမှန်အကြီးကြီးတက်ခတ်လိုက်ရတယ်ဗျဒါလည်းစိတ်မကောင်းဘူးเนาะစိတ်မကောင်းဘူးအဲ့တချို့ပြောကျင်တယ်တချို့လူအားနဲ့ ဒုံကြည်ချက်နဲ့သူ့အကိုအမြင်မှန်ရလို့ဝင်လာတဲ့အခါမှာတချို့ရဲရင်နဲ့လည်းကုညီပေးလို့ပါနော်အလိုကြီးတွေငါရာထုတို့ငါနိုင်မယ်ရောက်ဆိုတဲ့ပုံစံမျိုးကြီးတွေမလုပ်ကြပါနဲ့လို့မေတ္တာရခိုင်ရှင်ပါတယ်ဗျာတချို့ရဲတွေပြောပါတယ်နော်မလုပ်ပါနဲ့ဘလို့လဲဆိုတော့သူတို့လည်းအမြင်မှန်ရလို့ဝင်လာတာပဲလေဖြစ်ခဲ့တဲ့အလူတိုင်းကတော့ဘယ်ဖြစ်ချင်မှမလဲဟုတ်လားဖြစ်ဆဲများတော့ဖြစ်ပြီးပြီပဲလေအဲ့တော့အတီတရားရှိလို့အမြင်မှန်ရလာတဲ့အခါမှာအလင်းဝင်တဲ့အခါမှာကြည်ယူနဲ့အဆဆရရကကုညီပေးဖို့ပါအတွက်ပါနော်ဒါမျိုးလေးလည်းကုညီတချို့လည်းကုညီမ လင်းဝင်လာတဲ့အခါမှာဒါမျိုးဖြစ်သွားတာတွေရှိတယ်เนาะဒါကတော့10ဥမှ2ဥပါပဲเนาะ2ဥပါပဲအဲ့တော့ဦးဇင်းတို့ပြောကြတာကဖုံးเจ้าနေမှာရှိတယ်ဦးဇင်းတို့တည်တယ်အဲ့တော့လင်းဝင်တဲ့အခါမှာဟောလာဆက်တွေပါเนาะစာဖိုင်နဲ့ဆက်တွေထစာရိုင်နဲ့ဆက်တွေ SBD နဲ့ဆက်တွေဆက်တွေပြီးတစ်စင်စင်အကူညီတောင်းပါအခုညတော့ဟာမဦးဇင်းတို့နဲ့လည်းဆက်တွေ့လို့ရတယ်ဦးဇင်းတို့နဲ့ဆက်တွေ့လို့ရှိရင်လည်းစာအဖာစီပို့ပေးလို့ရတယ်ထပ်စားရစီပို့ပေးလို့ရတယ်ညရာတွေကိုဦးဇင်းတို့ပို့ပေးပြီးမှအကုန်လုံးဟုတ်လား ကိုဘီဒီဒီရက်ထဲမှာဆိုလဲဟုတ်ကမိုးကနေမိုးကမတိန်ခင်ကအမျိုးသမီးတူကိုလင်းဝင်လာတဲ့လင်းမိပါရေးစရာနဲ့ဥစဉ်တော့အပ်ပေးလိုက်တဲ့အပ်ပြီးတော့ခုမိပါရေးနဲ့ဟုတ်လားစစ်စရာရှိရစစ်တဲ့မင်းမြန်းစရာရှိရမင်းမြန်းပြီးခုမိပါရေးနဲ့အေးစစ်စစ်နေတယ်ဟုတ်လားဟိုတလောကလည်းဥစဉ်တော့မြင်းကြံဘက်ကနထိုးကြီးဘက်ကနေလက်နဲ့နဲ့ပါနဲ့အလင်းဝင်လာတဲ့အလင်းဝင်လာတော့ဟုတ်လားအဲ့ရဖြူဝမှုနဲ့ဥစဉ်တော့ချိတ်ပေးလိုက်တယ်လက်နဲ့ရောဘုံဒီရောပါတယ်ဟောအခုပြောဖို့ရွှေရွှေနဲ့တုခင်မြမိပါရေးဖျက်တားနေပြီ ဒီလိုပဲမြောက်ဝတီဘက်ကလည်းအဲ့လိုအလင်းဝင်လာတယ်ဦးဇင်းတို့အပ်ပေးလိုက်တယ်အပ်ပေးလိုက်တဲ့အခါပြောပါရှင်ရှင်နဲ့ဟုတ်လားအခုတူဟာကိုတူဟာကောင်းမွန်လှုပ်ရှားနေတာပဲလေဟုတ်လား950ဆရာတော်စီမှလည်းထုံနီးတူစွာပဲလင်းဝင်တယ်အလင်းဝင်တော့950ဆရာတော်အလုပ်တွေပါးရှာပေးတယ်ရှာပေးမှဟောတချို့မန္တလေးမှာရောက်တယ်မန္တလေးကဦးဇင်းစီအကူကြီးတောင်းတယ်လင်မယားနေရကိုစားနိုင်များတော့ကိုကူကြီးပေးလိုက်တာပဲဟုတ်လားသူတို့အတီတရားအမြင်မှန်ရှိလို့အလင်းဝင်လာကြတာပဲလေရှုံးလို့ပဲဝင်ဘယ်လိုပဲဝင်ရန်လူတောင်းမှလက်နဲ့ချရင်ကြေးရည်တာပဲဟုတ်လား ဲ့တော့ကိုယ့်ဘက်ကလည်းရေပြိုးနဲ့အဆဆာရအကူညီပေးကိုလိုပါတယ်အဲ့တော့ဘုံကြီးကျောင်းနေမှာခိုအောင်းနေတဲ့ PDF တွေเนาะ PDF မျိုးနွယ်တွေအနီးရဟုတ်လားအနီးရဆက်တွယ်ပြီးမှအလင်းဝင်ကြပါလို့ပြောချင်ပါတယ်အလင်းမဝင်မဲနဲ့ဟုတ်ဟုတ်ခံလိုက်ရရင်ဘုံကြီးခံလက်ခံထားတဲ့ဘုံကြီးကျောင်းလည်းမကောင်းနဲ့လို့ဖမ်းမိရင်လည်းပုံမှန်ကြီးကြီးတွေ90ညတော့ကြက်ဖက်ဦးနဲ့ထောင်ထဲမှာ10နှစ်15နှစ်တွေတော့အောင်းရနိုင်တယ်ဆိုတော့လည်းဥစဉ်နေနဲ့အတီးပေးချင်ပါတယ်အားလုံးဒါပါပဲဗျာ